လုံလိုက်ရင်အစံကြီးပဲဟိုစေးမော်ရင်ဟိုဖီနာပါကြီးအတင်းကြီးပြဟိုစေးမော်ရင်ဟွာသူ့ရဲ့စစ်မထိန်နိုင်တဲ့အပြုတ်မှုတစ်ခုအတွက်စစ်ပွဲပယ်ခံရဖို့ထိရှိနေပါတယ်အဘယ်တုံးရကကစားခဲ့တဲ့ဖီနာပါဂျီနဲ့ဂလာဆာဝီတို့ရဲ့တူတကီဘလားတန်ပွဲကွာတာဖိုင်နယ်မှာအင်ရှင်ဖီနာပါဂျီလက်ကိုးတစ်ခုနဲ့ရှုံးနေခဲ့ပါတယ်။ပွဲချင်းအတွင်ဆောင်ခဲ့ပြီးနာချင်းအချိန်ပေါ်မှာလည်းဖီနာပါဂျီက ကစားသမားတအူဂလာဆာဝီကကစားသမားနှစ်ဦးအနီးကပ်ပြတ်ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲပြီးမှအရှုံးအတွက်ဒေါ်ရွန်ထွက်နေတဲ့မော်နီကိုကပြိုင်မဲ့အတင်းကြီးပြောက်အိုကန်ဘူရက်ကိုအနောက်ကနေနှာခေါင်းဆွညိတ်ခဲ့ပါတယ်။အလိုက်မိသွားတဲ့ဘူရက်ဟာ အော်ဟစ်ပြီးမျက်ခင်းမြင်ပေါ်လဲကျခဲ့တာပါ။သူတို့အတင်းကြီးပြောက်ကို မော်နီကကိုထိလက်ရောက်တိုက်ခတ်ခဲ့ကြောင်းဂလာဆာရီကပြောပါတယ်။မော်နီဟိုရဲ့လှုပ်ရက်ကယူချက်ရှိတယ်ဆိုရင်တူတကီဘောလုံးအဖွဲ့ချုပ်ရဲ့စီးမြင့်ပုံမှန်44အရာစစ်ပွဲပဲခံထိမှာဖြစ်ပါတယ် မော်နီဝါ2024ဆွမ်းကဖီနာဘာဂျီကိုရောက်လာပြီးနောက်ဂရန်တဆာရီနဲ့အပြင်းထန်ဆုံးပြိုင်ဆိုင်မှုဖြစ်နေတာပါပြီးခဲ့တဲ့ဖေဖော်ဝါရီကလည်းဂရန်ဆာရီနဲ့ပွဲပြီးတူတကီတန်လူကြီးတွေကိုဝေဖန်ခဲ့လို့လေဝက်ပဲခံခဲ့ရသူပါဖီနာဘာဂျီအတင်ဟာဒီနှစ်တူတကီစူပါလိအဆင့်နှစ်မှာရပ်တည်နေပြီးထိပ်ဆုံးကဂါလာဆာရီနဲ့6မှတ်ကွာဟနေပါတယ်